မေ့ပစ်တတ်ပါစေတချို့အရာတွေကိုမေ့ပစ်ဖို့လိုပါတယ်တဲ့မကြာခဏကြာဘူးနေမှာပါမေ့ပစ်ခြင်းဆိုတာကကိုယ်တတိမရတဲ့အကြောင်းအရာတွေကိုပြန်မတွေးခြင်းပါပဲကိုယ်တတိမရတဲ့အကြောင်းအရာတွေကပြန်တွေးလိုက်တိုင်းကိုယ်ရင်ထဲနာကျင်လာတာကိုကိုကိုတိတ်ငင်လာတာဝမ်းနည်းလာတာအားငယ်လာတာဒေါသတွေထွက်လာတာစတဲ့ခံစားချက်တွေကိုဖြစ်ပေါ်စေတဲ့အကြောင်းအရာတွေကိုပြန်မတွေးသင့်ပါဘူး ပြန်တွေးလိုက်တဲ့အခါအထက်ကလိုခန်းစားချက်တွေပြန်ပြီးခန်းစားလာရတဲ့အခါမှာကိုပဲအစ်စ်လိုအစကနေပြန်ခန်းစားရမှာဖြစ်ပါတယ်။အဲ့ဒီအတွက်နာကျင်မှုဟာလည်းအစကပြန်နာကျင်စေပါတယ်။ဒေါသဆိုလည်းအစကနေအစ်စ်တစ်ခုလိုပြန်ပြီးဒေါသတွေထွက်ရပြန်ပါတယ်။တနည်းအားဖြင့်တော့ကိုယ့်ရဲ့စိတ်ခန်းစားချက်ကိုစိုးဝါးစေတဲ့အကြောင်းအရာတွေပေါ့။ပြန်ပြောလို့မကောင်းတဲ့အရာတွေကိုပြန်ကိုမပြောတာအကောင်းဆုံးပါလေ။အဲ့ဒါမှပြန်တတိမရမှာဖြစ်ပါတယ်။ ။တတိမရတာကြားလေးလေးကိုလည်းမေးမေးပျောက်ပျောက်ဖြစ်သွားလေပေါ့။ကိုတတိမရချင်တော့တဲ့အကြောင်းအရာကိုတတိပြန်ရလာတိုင်းကိုကိုကိုတတိပေးတဲ့အနေနဲ့ဒီအကြောင်းအရာတွေကိုပြန်မတွေးဘူး။ဒီအကြောင်းအရာတွေကိုပြန်မတွေးနဲ့ဆိုပြီးကိုကိုကိုတတိပေးဖို့လိုပါတယ်။ဘာလို့မေးဖြစ်ဖို့လိုတာလဲဆိုရင်အထက်ကပြောသလို나ကျင်မှုတွေနဲ့မကောင်းတဲ့ခံစားချက်တွေအစားကနေပြန်ဖြစ်ပြီးကိုစိတ်ကိုထိခိုက်စေလိုပါပဲ။အဲ့ဒါကြောင့်ပူလောင်ခြင်းတွေရဲ့အစကတတိယခြင်းပါ။ မိဖြစ်ချင်းကတော့ပျော်ရွှင်မှုတွေကိုတင်ပေါ်ရတဲ့ဝင်လာဖို့တကားဖွင့်ပေးလိုက်တာနဲ့တူပါတယ်။ကိုကိုနာကျင်စေခဲ့တဲ့လူတွေနဲ့သူတို့ရဲ့အပြုမူတွေကိုမိဖြစ်လိုက်ခြင်းကသူတို့ကိုခွင့်လွှတ်ပေးလိုက်တာထက် ကိုကိုကိုအတွက်သူတို့ကိုမိဖြစ်လိုက်တာဆိုပုံမှန်ပါတယ်။သူတို့ကြောင့်ကိုပူလောင်ခြင်းတွေကိုမယူတော့ဘူး။သူတို့ကြောင့်နာကျင်ရခြင်းတွေကိုမယူတော့ဘူး။မဟုတ်ရင်သူတို့ကတော့ကိုကိုဘလို့တွေနာကျင်အောင် လုပ်ခဲ့တယ်လဲဆိုတာမိနေလောက်ပြီ။ကိုကတာပူလောင်နေတဲ့လူဖြစ်နေရပါလိမ့်မယ်။ I forgive them for me, so I can let go and move on with my life. သူတို့ကိုခွင့်လွှတ်လိုက်တယ်ဆိုတာကကိုကိုကိုအတွက်ခွင့်လွှတ်ပေးလိုက်တာပါ။အဲ့ဒါမှကိုလည်းလွတ်မြောက်ပြီးဘဝကို ရှေ့ဆက်နိုင်မှာမဟုတ်လား။အဲ့ဒီအတွက် ကိုဘဝတဲကအချို့သောအရာတွေကိုမေ့ပြစ်လိုက်ဖို့လိုပါတယ်။လက်ခံပြီးအရှိအတိုင်းဘဝကိုရှေ့ဆက်တာအကောင်းဆုံးပါပဲ။အဲ့ဒါကြောင့်ကိုကိုအမျိုးမျိုးနာကျင်စေခဲ့သူတွေကိုလုံးဝပြန်မတွေးဘဲနဲ့မေ့ပြစ်လိုက်ခြင်းဟာကိုကိုကိုချစ်ခင်ခြင်းပါပဲ။ ီနေ့ကစပြီးကိုကိုနာကျင်စေတဲ့အချို့ကိစ္စရက်တွေကိုပါမေ့ပြစ်လိုက်ပြီးကိုကိုကိုလွတ်လပ်ခွင့်ပေးလိုက်ပါနော်ကြီးစုနားဆင်ပေးမှုအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာယခုကဲ့သို့သောပညာပေးဗဟုသုတပုံပြများကို အမြဲတင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ